ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်တနင်္ဂနွေမနေ့လေးကတော့သူ့ရဲ့ကြေကွေးသွားတဲ့နှလုံးသားကိုသူဘလို့မှမပြင်းစင်နိုင်တော့ဘူးလေကွယ်သူငငယ်ကလေးကချစ်ခင်ရတဲ့သူအတူတူနေထိုင်သွားဖို့နဲ့အတူတူတည်ဆုံသွားဖို့အထိအိမ်မက်တွေမက်ခင်ရတဲ့သူဟာ တနေ့မှသူ့ကိုတစ္ဆာဖောက်ပြီးထားသွားနိုင်မယ်လို့သူဘယ်တော့မှမထင်ခဲ့ဘူးပေါ့သူရဲ့မိဘတွေကလည်းသူတို့သမီးလေးဟာဒီလိုစိုးသွမ်းတဲ့ကောင်းလေးကြောင့်ယူသွားနိုင်တယ်လို့ခံစားခဲ့ရပါတည်းဒါကြောင့်သူတို့ဟာသူ့ကိုရဲအနေငယ်သူ့အတော်နီလာရဲ့ရွာကိုပို့ပေးလိုက်ကြပါတည်းသူရဲ့အချင်းလေးကိုမြင်တော့နီလာကပြောလိုက်ပါတော့တယ်အိုးသမီးရဲ့အဲ့ဒီနှလုံးမရှိတဲ့လူတွေဘာလို့ကိုယ်ခန္ဓာကိုညှဉ်းပန်းနေရလဲစားဆရာရှိရစားတောက်ဆရာရှိရတောက်ပျော်ဆရာရှိရပျော်နေပလိုက်အဲ့လိုသာနေလိုက်စမ်းပါ နင့်တွေ့ကောင်းတဲ့ယောက်ျားလေးတယောက်တွေ့မှာပါ။ဘာပဲဖြစ်ဖြစ်နင်အိမ်တွင်းတင်ကြမှုပြီးပြီးသားကောင်မလေးတယောက်ပဲလေ။ညက်တော့ပါရဲ့။အိမ်တွင်းတင်ကြမှုမဟုတ်ပါဘူးအတော်ကလည်းပွဲရတာပါ။ဟာဟာအတူတူပါပဲဟဲ။ငါတော့အဲ့တော့ပြစ်စမတမ်းမအောင်ခဲ့တာ။လာပြောပါအောင်ဟဲ။နင်ပါစားချင်လဲငါချက်ကျွေးမယ်။မလိုပါတော့ရဲ့။ကျမဘိုက်မစားဘူး။ဟဲ့ဘာလို့ဘိုက်ကမစားရမှာလဲ။ဒီမှာအဲ့လိုလှုပ်လို့မရအောင်တော့။ခြံထဲကနေဘိန်းနေသေးတဲ့အခုမှရောက်လာတာ။ငါအဲ့ဒါပဲချက်မယ်။ ပိန်နေသည်ဟုတ်လားဟုတ်ပါတော့ပိန်နေသည်လေနာမည်ကိုကြားရုံနဲ့ပစက်ထဲမှာတရေတွေတောင်ထွက်လာပြီနေလဲပိန်နေသည်ကိုရမ်းကြိုက်တာငါသိရဲ့နော်ထားလိုက်ပါတော့ရဲ့ချက်မှန်ဆိုရင်လည်းသမီးပဲချက်လိုက်ပါမယ်နေပါမနှီလေးရဲ့ဒီနေ့မှသမီးကရောက်လာတာနည်းနည်းလားလိုက်ပါအောင် အတော်ချက်ပါမယ်လှုပ်ချင်နေဆိုရင်လည်းနောက်ရက်မှလှုပ်ပေါ့မန်နီကပိန်နေသည့်ကိုရမ်းကြိုက်ပေးမယ်ဒီရက်ပိုင်းမှာတော့စားခြင်းစိတ်မရှိဘူးလေကွယ် ဒါပေမဲ့နီလာကချက်ပေးထားတာကြောင့်မန်နီလေးအာနာရာနဲ့ပဲနည်းနည်းပဲစားပြီးအိတ်သွားခဲ့ပါတည်းနီလာကလည်းမန်နီလေးစိတ်ချမ်းသာအောင် သူ့သဘောအတိုင်းလေခိုင်းတော်တာပေါ့ကွယ်အိတ်ချင်တဲ့အချိန်အိတ်ထချင်တဲ့အချိန်ထအပြစ်မဆိုးခဲ့ဘူးပေါ့ကွယ်ဒီလိုနဲ့မနေ့အိယာကနိုးလာတော့နီလာရဲ့တောင်ကိုနုနဲ့သူ့ရဲ့မိန်းမမတ်ယူကလာခဲ့ကြပါတည်းသူတို့ကမတ်ယူရဲ့မိဘအင်းကနေပြန်လာကြတာပေါ့ကွယ်မန်နီနေအရင်ပိန်သွားတာပဲပျော်ပျော်နေစမ်းပါဟာ မမေးကငါ့ကိုနင်းဖြစ်ခဲ့တဲ့အကြောင်းတွေပြောပြတယ်။ဒါမဲ့လူဆိုတာအချိန်နဲ့အမျှပြောင်းလဲရမှာပဲ။မက်ယူမနီကိုလမ်းလျှောက်ဖို့ခေါ်တော်ပြီးပြန်လာခဲ့။ဥယျာဉ်ကိုခေါ်သွားလိုက်။သူနည်းနည်းတော့စိတ်ပြေသွားမှာပဲ။နေရတွေဒီလိုပဲကုန်လွန်သွားပြီးတနေ့မှာတော့မက်ယူကမနီကိုဥယျာဉ်စီထပ်ခေါ်သွားခဲ့ပါတယ်။အိမ်မှာပိနေသည့်ပင်တွေအများကြီးရှိတာပေါ့ကွယ်။ပိနေပင်ကိုမြင်တော့မန်နီကပြုံးပြီးပြောလိုက်ပါတော့တဲ့။အမ၊ကျမပိနေသည့်ကိုအရင်ကြိုက်ခဲ့တာဘာလို့လဲသိလား။ဘာလို့ပါလဲ။အမောက်ပြောပြပါအောင်မန်နီရဲ့ ဒီလိုအမရဲ့အခုတော့ကျမစိတ်ချင်နေရမကောင်းဒါပေမဲ့တစ်သီးတွေပြင်းတဲ့ဒီပင်တွေကြည့်ရတာကျမအပင်ပေါ်ကတစ်သီးတွေအကုန်လုံးစားပြစ်ချင်တယ်လို့ပဲအမကျမဘေးနေသီးကိုအရန်ကောင်းကောင်းချက်တတ်တယ်သူလည်းအရန်ကြိုက်တာလေကျမချက်တိုင်းသူ့အတွက်သေချာပေါက်ယူသွားပေးတယ်သူကလည်းအဲ့ဒါပဲရပောင်းများစွာစားတယ်လေအိုးဒါဆိုကျမဘေးနေသီးတလုံးခိုးပြီးယူသွားမယ်အခုနင်ချက်တဲ့ဘေးနေသီးကိုစားချင်မှနင်ဘလို့ချက်လဲဆိုတာငါတို့သိမှာလေ ဒီလိုနဲ့မယူကပိနေသည့်ခုပြီးအင်ကိုယူသွားခဲ့ပါတယ်။မန်နီကအရာနဲ့တေးချပြင်ဆင်ပြီးနှင်းချက်ပေးတာပေါ့ကွယ်။တိန်လုံးကလည်းအနဲ့နှွေးနဲ့ပြည့်ပြီးမှွေးကြိုင်နေပါတော့တယ်။အိုးဒီနေ့အနဲ့ကတကယ်ကောင်းတာပဲ။အဲ့ဒါမန်နီစီကလေဒီနေ့မန်နီကပိနေသည့်ဟင်းချက်နေတာသူချက်ထားတဲ့ပိနေသည့်ဟင်းကိုစားပြီးကြိုက်လို့လို့လူတွေကလက်ညှိုးတွေတောင်စုံနေတက်ကြတာအလောက်ထိကိုကောင်းတာ။ ဒီလိုနဲ့အားလုံးကစစားပြီးခဏကြာမှတော့ပလူတန်တာယာနာပြောပွဲလေးကိုကြားလိုက်ကြရပါတည်းအားလုံးရဲ့အာယုံကအဲ့ဒီဘက်ကိုရောက်သွားခဲ့ကြတော့တာပေါ့ဘသူပလူမုံညာလဲဘာတငယ်ချင်းမုံနေတာလေအိုးဖရားကြီးငါလုံးဝမိသွားတယ်မယူရင်မြေမြပိနေသည်ဟင်းတွေထုတ်ပေးစမ်းပါငါတို့အိမ်မှာပိနေသည်ဟင်းချက်ထားပြီးသူ့ကိုမပေးတာသူသိရင်ဒေါသထွက်လိမ့်မယ်ဒီလိုနဲ့ကိုနုကဟင်းတွေကိုမြေမြယူပြီးသူ့စီကိုတွန်းခဲ့ပါတော့တည်း ဆင်းရဲသားလေးကဒီမှာရဲ့အနှင်းငယ်ပဲဧည့်သည်ဖြစ်ရောက်လာတာလေသူယောဂါတစ်ခုခုရထားတယ်လို့ငါကြားတယ်မြို့ကနေရွာကိုသူ့အခြေအနေတွေကြောင့်အနားယူဖို့ပြောင်းလာတာလေသူပလွေကိုအရန်ကောင်းကောင်းမှုတ်တက်တယ်ငါသားနဲ့အိမ်နီးချင်းတွေလေအဲ့ဒါကြောင့်ငါသားနဲ့တငယ်ချင်းဖြစ်သွားတာသူကအတီးနဲ့အရန်ကြိုက်တယ်ဒါကိုကြားတော့မန်နီကတနာတော်ပြီးပြောလိုက်ပါတော့တဲ့အတော်သူ့ဘဝရဲ့နောက်ဆုံးအဆင့်ကိုရောက်နေပြီဆိုရင် ကျမသူ့အတွက်နေ့တိုင်းပိနေတိဟင်းချက်ပေးမယ်သူ့အိမ်မှာတခြားဘသူမှမရှိဘူးလား သူ့မှာမိသားစုတော့ရှိတယ်။ဒါပေမဲ့သူ့ရဲ့ယောဂါကြောင့်သိပြီးတော့ဘသူမှစိတ်မထိခိုက်ရအောင်သူဟာမြို့မှာရှိတဲ့လူတိုင်းကိုထားခဲ့ပြီးတော့ရွာကိုရောက်လာတာလေ။ဒီချိန်မှာပဲကိုနုကပြန်လာပြီးမန်နီကိုမေးခဲ့ပါတယ်။မန်နီနင်းလက်တွေဘလို့တော့အစွမ်းထက်တာလေဟာ။သူပိန်နေတဲ့ဟင်ဆဆားတာနဲ့မျက်ရည်တွေဝဲလာတာ။သူအားရစားပြီးတော့တရားရက်ကိုတရိယာသွားတယ်လို့ပြောတယ်။သူကနင့်ကိုကျေးဇူးတင်ကြောင်းလည်းပြောသေးတယ်။ပြီးတော့သူအသက်ရှင်နေသေးရဲ့တခါတလေတော့ပိန်နေတဲ့ဟင်တွေပို့ပေးဖို့တောင်းဆိုတယ်။ အဲ့ဒါကိုနင်းရဲ့ကျေးဇူးလို့ तू တတ်မှတ်ပြီးတော့မှတ်ယူပါမယ်တဲ့။ तू လည်းရမ်းပြိုသွားပြီးပြုံးလိုက်ခါခေါင်းငိမ့်လိုက်ပါတဲ့။ဒီကဘာကထွက်သွားတော့မယ်လူတယောက်အတွက် तू အနည်းဆုံးတော့ဒါလာလုပ်ပေးနိုင်တာပဲကျေးဇူးတင်နေတာပေါ့ကွယ်။မန်နီကသူ့ကိုတွေ့ချင်းပဲမယ်ဘသူကမှဘာမှမပြောနိုင်ဘူးတဲ့။တရင်ဘောက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာပလူတန်ကိုကြားနေရပဲမယ်ဘသူကမှမမြင်ရဘူးတဲ့ကွယ်။ဒီလိုနဲ့၃လရက်တကြိမ်သူကပိနေသည်ဟင်းချက်ပြီးသူ့စီကိုပို့ပေးတော်တာပေါ့။ ဒီလိုနဲ့တလလောက်ကြာသွားခဲ့ပါတော့တဲ့မနီရဲ့မိဘတွေကလည်းဒီလိုကြာနေပြီဆိုတော့မနီရဲ့ဒဏ်ရာလေးကျက်လောက်ပြီဆိုပြီးအခုမနီကိုပြန်ခေါ်တင်ပြီလို့တွေးနေတော့တာပေါ့ပြီးတော့သူ့အတွက်ကောင်းတဲ့ကောင်းလေးတစ်ယောက်ရှာဖွေပြီးလက်ထပ်ပေးမယ်လို့စဉ်းစားနေကြပါတယ်ဒါကြောင့်သူတို့ကလာပြီးခေါ်လိုက်ကြပါတဲ့မနီကတော့သူ့အိမ်ကိုမပြန်ရခင်ပိန်နေသည်ဟင်းချက်ပြီးပလူမှုတ်တဲ့သူစီနောက်ဆုံးအချိန်ပို့ပေးတင်တယ်လို့တွေးလိုက်မိပါတဲ့ဘသူသိမလဲနောက်တော့သူဒီကဘာမှာရှိတော့မှာဟုတ်မဟုတ်မသိဘူး ။ဘာပဲဖြစ်ဖြစ်အကိုကသူ့ရဲ့ကျမ်းမာရေးကအရန်ဆိုးတယ်လို့ပြောထားတယ်လေ။သူကြိုက်တာလေးတော့စားရအောင်ငါလှုပ်ပေးခဲ့မှာပါ။နောက်ဆိုလှုပ်ပေးရမှာမဟုတ်တော့ဘူး။ဒီလိုနဲ့မနီကပိနေသည်ဟင်းကိုမြ мян ချက်ပြီးဘူးရင်းကိုထည့်လိုက်ပါတယ်။ပြီးတော့ကိုနုကိုပြောလိုက်ပါတော့တယ်။အကိုကျမမသွားခင်ဒီဟင်းကိုအကိုတငယ်ချင်းကိုပေးလိုက်ပါနော်။မနီနင်ဒီဟင်းကိုကျွေးနေတဲ့လူတစ်ခေါက်လောက်တွေ့ကြင်စိမ်မဖြစ်ဘူးလား။ဒါပါဦးနင်မတော်ရင်ငါနင့်ကိုသူနဲ့မိတ်ဆက်ပေးမယ်။ तू ကနင့်ကိုအချိန်မောင်းမြောက်စွာခေါ်ခိုင်းတာတွေ ဒါမဲ့နေမကြိုက်ပါဆိုလို့ငါမခေါ်ခဲ့တာတောင်ကိုကြတော့မက်နီလည်းကိုနုနဲ့အတူထွက်သွားလိုက်ပါတဲ့ဒီလိုသွားလိုက်တာလမ်းရဲ့နောက်ဆုံးတောင်တနေရာမှာတော့အခန်းငယ်လေးထဲမှာပင်ပင်သွေးသွေးကောင်းလေးတယောက်ဗီဒီဇောင်းနှင်းနေတာကိုတွေ့လိုက်ရပါတဲ့ကိုနုကတကားကိုဖြည်းဖြည်းချင်းဖွင့်ပြီးလှမ်းခေါ်လိုက်ပါတယ်မက်နီကနမေကိုကြားတာနေရင်ချက်ချင်းနားထဲမှာစူညံသွားခဲ့ပါတဲ့သူနှလုံးသားတွေတဒုံဒုံနဲ့ခုန်လာတော့တာပေါ့ကိုဦးလှည့်လိုက်တဲ့အချိန်တွေဟာရက်တန်သွားတယ်လို့သူလိမ့်မူဝေလာခဲ့ပါတယ် ကိုနုထိန်းလိုက်လို့သာပေါ့ကွယ်မဟုတ်ရင်မက်နီလေးခမလေးကြသွားတော့မလို့ပေါ့ကိုဦးလည်းပဲရိုင်းနဲ့ရိုင်းနဲ့နဲ့ထလာပြီးမနီနင်ဒီမှာမက်နီမျက်လုံးတွေကမျက်ရည်ရီစီးကျလာပြီးကိုဦးကိုဖက်ပြီးတော့ပြောလိုက်ပါတော့တယ်ဒါဆိုနင်ကဖုန်းထဲမှာတခြားမိန်းကလေးနဲ့လက်ထပ်ပြီးမြို့ကထွက်သွားတော့မယ်ဆိုတာလင်ခဲ့တာပေါ့နင်တလောက်တောင်နေမကောင်းဖြစ်နေတာကိုငါ့ကိုမပြောဘာလို့အဲ့လိုလုပ်ခဲ့တာလဲပြောငါ့ကိုပြန်ဖြေနင်မျက်လုံးထဲကဒီမျက်ရည်တွေကိုငါမကြည့်ရလို့ပါဟာ ဒါကြောင့်နင့်ကိုလိန်ခဲ့တာအဲတော့ငါကြောက်ကအကင်စာဖြစ်နေမှန်းသိခဲ့တယ်ဒါကြောင့်ဘသူကမှဘာမှမပြောဘဲအဲ့ဒီကနေဒီကိုရောက်လာခဲ့တာငါရဲ့ကံကြမ္မာနင့်စီကိုငါ့ကိုပြန်ခေါ်လာလိမ့်မယ်လို့မထင်ခဲ့ဘူးနင်ချက်တဲ့ပိနေသေးဟင်လို့ရတာရှိတာမျိုးဘသူကချက်နိုင်မှမလဲလို့ငါတွေးနေခဲ့တာဒါဆိုမင်းတို့နေရောက်ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ကွာအရင်ဆုံးငါတို့မင်းကိုဘာမှမဖြစ်အောင် ကြိုးစားကြမယ်ကွာဒီနေ့သိပ္ပံပညာယောဂရိုင်းအတွက်ကုသဏီကိုရှာတွေ့ထားတာပဲလေ တရားထိုင်နေမဲ့အစားလူရန်ကိုပြောပြီးစင်းုံကြီးမှာကုသမှုခံယူတာပိုကောင်းမယ်ပြီးတော့နင်းရဒါရီအောင်တို့ငါ့ကိုမပြောငါပလူရင်ကိုနားထောင်ပြီးတော့သူ့စီရောက်လာခဲ့တာဒီမှာငါသူ့နဲ့တငယ်ချင်းဖြစ်သွားတာအဲ့ဒါတော့ပြောမပြဘူးဒီလိုနဲ့သူတို့နှစ်ယောက်ကအချင်းအကြာကြီးရှိပြီးကိုပြန်မလာတာကြောင့်လူတိုင်းကကိုဦးအိမ်ကိုလိုက်လာကြပါတည်းသူတို့ကအကြောင်းစုံကိုသိသွားပြီးအန်အောနေကြရတာပေါ့ကွယ်မန်နီဖေးကလည်းကိုဦးရဲ့မိသားစုကိုဖုန်းဆက်ပြီးအားလုံးကိုပြောပြလိုက်တော့တာပေါ့ကွယ် ီလိုနဲ့သူတို့လည်းညနေပိုင်းမှာရောက်လာပြီးအားလုံးအတူတူကိုဦးကိုကင်စာစည်းရုံကြီးကိုခေါ်သွားကြပါတော့တဲ့။ကြည့်ပါဦး၊သူကြောက်ကတ်တစ်ခုမှအကြည့်တစ်ခုရှိတယ်။ဒါကြောင့်ကြောက်ကတ်တစ်ခုကိုဖေထုတ်ရလိမ့်မယ်။မောင်ရင်ကင်စာတကူလုံးပြန်သွားလိမ့်မယ်။သူဘာမှတော့မဖြစ်ပါအောင်တော့ဒေါက်တာ။စိတ်မပူပါနဲ့။လူတစ်ယောက်ကကြောက်ကတ်တစ်ခုထဲနဲ့လည်းပုံမှန်အတိုင်းအသက်ရှင်နေနိုင်ပါလေ။အဲ့နောက်မှာတော့ကိုဦးရဲ့ကြောက်ကတ်တစ်ခုကိုဖယ်ထုတ်လိုက်ပါတည်းဒီလိုမျိုးဖယ်ထုတ်ပြီးရန်နေငယ်အတွင်းမှာပဲသူကပြန်ပြီးကျမ်းပါလာခဲ့ပါတည်းမနေ့ နေနောင်ငါ့ကိုနောက်တစ်ခါမတွေ့ခင်ရင်ငါတီးသွားမှာနင်းနဲ့ငါဆက်ဆက်နေတယ်လို့ပဲနင်ကငါ့ကန်ကြမှာဖြစ်ပြီးတော့ငါလည်းနင့်ကန်ကြမှာပဲနင်ငါစီကနေဘယ်တော့မှထွက်သွားလို့မရဘူးအခုငါ့ကိုမြင်မြန်လက်ထပ်ပြီးတော့နင့်ရင်ကိုခေါ်သွားတော့ငါနင်နဲ့နောက်တစ်ခါဝေးဝေးမှမနေချင်တော့ဘူးဟာဒါမဲ့အခြေအနေတခုတော့ရှိတယ်ဘလို့အခြေအနေမျိုးလဲနင်ကငါ့အတွက်ဒီလိုမျိုးပိနေသေးဟင်ကိုအမြဲတမ်းချက်ပေးရမယ်အဲ့နင်ကနင်သာပိနေသေးဟင်ယူမလာခဲ့ရင်ငါတို့နောက်တစ်ခေါက်တွေ့ပြန်မှာမဟုတ်ဘူး တောင်ကြတော့မဏိကပြုံးလိုက်ပြီးကိုဦးကိုဖတ်လိုက်ပြီးတော့ပြောလိုက်ပါတော့တည်းငါနဲ့တည်းဒီလိုမျိုးပိန်းနေသည်ဟင်းကိုအမြဲတမ်းချက်ကျွေးနေမယ်ငါစီကဘတော်မှမထွက်သွားနေတော့နော်အဲ့နောက်မှာတော့သူတို့နှစ်ယောက်ကလက်ထပ်လိုက်ပြီးပျော်ရွှင်တဲ့ဘဝလေးကိုစတင်ခဲ့ကြပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။